တော်တော်ခက်စားနေတဲ့ဟာက AI တွေကိုငွေရောပုံတွေထည့်ပြီးတော့ပြင်ခိုင်းတာမျိုးလေးအဲကိုက model တွေကိုအလကား train မင်းနေရပဲပြောမှာပေါ့အဲ့စနစ်တရားပေါ့လေဒီအသားမဲတဲ့လူတွေကိုသူက scan မဖတ်နိုင်တာမျိုးဘယ်သူပဲဝါဆိုရင် identify မလုပ်နိုင်တာမျိုးသူတုံးနေ phone ရဲ့ battery percentage ရစတာသူတို့ကလိုက်ပြီး track လုပ်နေတာပေါ့ဝိပန်နာမျိုးဆိုတာထက်ခွဲခြားဆက်ဆံမှုမရှိတာမျိုးမှာ ညတာရေလို့ပြောရမှာပေါ့ကိုကိုရန်လို့ပြီးတော့အပြင်လူတွေတိလို့မရဘူးကိုရဲ့ကျမရဲ့အခြေအနေတို့နောက်ဒီနိုင်ငံယူဆချက်တို့ပေါ့ပြီးတော့အပြင်မှာပေါက်ပေါက်ကြားသွားတာမျိုးတွေလည်းဒါဖြစ်နိုင်တယ်ဆိုတော့ဒါပြဿနာတစ်ခုလို့ပဲပြောရမှာပေါ့ Hello အားလုံးမင်္ဂလာပါ Study Snack ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ကဘာကြောင့်ပြောမှာလဲအဲဒီနေ့ပြောမယ့်အကြောင်းကဒီ AI တွေပေါ့နော် AI တွေကို train မှုအတွက်လူရဲ့ data တွေကိုဘယ်လိုမျိုးသုံးပြနေတယ်လဲပြီးတော့ဒီ အာလူတွေပုံမှာပေါ့နော်ဒီ AI train အတွက်ဘယ်လိုမျိုး privacy ချိုးဖောက်မှုတွေရှိနေလဲဆိုတဲ့အကြောင်းမျိုးပြောမှာပေါ့အဲဆိုတော့ AI ကဟိုအခုဟာတဖြည်းဖြည်းချင်းပို့ပြီးတော့အားကောင်းလာတဲ့အများလူရဲ့ data တွေကိုလည်းတော်တော်ပို့ပြီးသုံးလာကြရတယ်ဆိုတော့ငယ်တို့ကအာကိုရိုင်းတော့မသိလိုက်ပင်နဲ့ data တွေကိုပေးနေမိတာပေါ့လေဆိုတော့အဲ့အကြောင်းဒီနေ့ပြောရကြအောင်ပေါ့နော်ဆိုတော့ဒီနေ့တော့တောက်စီရကတော့ရှင်းဖြစ်ပါတယ် ဆိုတော့ဒီ AI ကို train မှုအတွက်ပေါ့ဒီဒါကိုတို့အဲ blue data တွေကိုပေးနေမိရယ်ဆိုရယ်ဟာနေစားပါပေါ့ပေးနေမိတဲ့ data တွေဆိုရင်တော့အားလုံးပဲလို့ပြောရမှာပေါ့ memory မှတ်ပုံတင်ကျောင်းသားကပ်ပြီးတော့ရင်မောင်းနိုင်စဉ်လေးပြီးလို့ရှိရင်တော့အဆုံးထိဆိုရင်တော့ memory ဘဏ်ကတ်တရားအစားကွာဓာတ်ပုံတွေကနေတစင်ပေးမိနေရယ်ပေါ့အဲတချို့ training data set တွေမှာဆိုလို့ရှိရင် data set data training data set အကြောင်းပြောမယ်ဆိုရင်ရှင်တော့ data set အကြောင်းနည်းနည်းပြောလိုက်မယ်ပေါ့နော် data set ဆိုတာကတော့ဒီ AI တခု train မှုအတွက်အာ low at တဲ့အချက်လက်တွေကိုစုထားတဲ့ data set ကြီးလို့ပြောမှတည်းနော်အဲ low low အတက်အချက်လက်တွေအားလုံးစုထားရတာတခုပေါ့ဒီဟာကနေမှတစဉ် AI မျိုးငယ်ကထွင်းလို့ရမှာ哦ဆိုတော့အဲတချို့ data set တွေမှာဆိုလို့ရှိရင်အာငယ်ရဲ့အာဒီအလုံးရှောင်းလွားပြီးတော့ အလုံးလုံးဖူတဲ့အကြောင်းတွေပြီးရင်ပညာရေးချက်လက်တွေပြီးတော့ကိုယ့်ရဲ့မိသားစုဝင်တွေရဲ့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေလိမ့်စာတွေဒါမျိုးတွေအားစားရှိနေတာမျိုးကိုတွေ့ရတယ်။ဒီမို့ပြောရင်တော့အကုန်ပါ။အင်းဒီနောက်ပေးပတ်စောင်းမှာသူပြောတာဆိုလို့ရှိရင်ကွာလူတီတဲ့ဆက်တီတွေမှာတော့လူမျက်နှာတွေလည်းပါတယ်။အင်းအဲ့လူမျက်နှာတွေဆိုလို့ရှိရင်ကွာတမဝါးထားတဲ့တပ်ပုံတွေပေါ့။အဲ့လိုပုံပေါင်းတန်းတန်းမှာ100 တရားနဲ့ရှိရတဲ့ဒီပုံတွေပေါ့လေအဲ့ဒီ data set တစ်ခုတွေမှာဒါရှိရတယ်လို့လည်းဒါပြောထားမျိုးရှိတယ်။ဒီနောက်ပြုတ်တာကိုယ်ရဲ့လိပ်စာတို့ email တို့နောက်နောက်ကိုယ်ပမာရှိနေဆိုတီနီယာတို့အဲ့လို data တွေလည်း data set တွေမှာရှိရပြန်မှသူကဒီဘသူဘသူမှတီးလို့မရတာပေါ့လေကိုကိုရန်လို့ပြောအပြင်လူတွေတီးလို့မရရင်ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေတို့နောက်ဒီနိုင်ငံ user အချက်တို့ပေါ့အဲ့လို data တွေရအစားတယ်အဲ့လို data set တွေထဲမှာအများကြီးရှိနေတာပေါ့ so အဲ့ဒီ data တွေကိုဘယ်လိုယူကြလဲဆိုတဲ့အကြောင်းပြောရင်တော့ အာဒီ paper ထဲမှာရေးထားတာအဲ့တော့သူကတော့ web scraping ကနေယူကြရမှာပေါ့လေ internet ပေါ်မှာရှိရဲ website တရားနေတစ်စင်ကိုယ့်ရဲ့အချက်လက်တွေကိုတင်ထားတဲ့ဟာတွေကိုဆွဲထုတ်ပြီးတော့စုပြီးတော့လုပ်ထားတာပေါ့ဆိုတော့ကိုကတော့ Facebook မှာတပုံတပုံတင်လိုက်တယ်ဒါမျိုးကအော်ကိုပဲရောက်နေပါတယ်ကိုတငယ်ချင်းတွေတွေ့ဖို့အတွက်ကိုကတင်လိုက်တာပဲဒါပေမဲ့ကိုတင်လိုက်တဲ့တပုံက Facebook ကနေသူ့ရဲ့ AI ကို train mode အာ road အကြောင်းဖြစ်သွားမှာပေါ့ data တစ်ခုဖြစ်သွားမှာအကုန်ကြီး solution လေအဲ့လို data တွေသူကလိုက်ပြီးရယူရမျိုးတော့မဟုတ်ဘူးအဲ data တွေအလွယ်တကူရရအောင်ပေါ့ဒီသူတို့ကြီးကိုရအောင်လာသူကလောက်တာပေါ့ဒါဥပမာနေလဲဆိုလို့ရင်ဒါ Facebook ပေါ့ဒါ Facebook ဆိုလို့ရှိရင်ဒါကိုရောအခုတုံးတဲ့ပုံစံပေါ့လေ like လုပ်တယ်ပုံတင်တယ်အစာရေးရတယ်ပေါ့အဲ့ဒီ data တွေအားလုံးကိုသူကအဲလိုက်ပြီးတော့ track လုပ်နေရပေါ့လေပြောရင် အဲကုလုတုံးနေဖုန်းရဲ့ battery percentage အစားဒါတို့ကလိုက်ပြီး track လုပ်နေရပါတယ်။အဲနောက်တစ်ခုရှိတာကဒါဒီ data broker လို့ခေါ်တဲ့ data ပွဲစားပုံ။အဲတို့က data တွေကိုလိုက်ယူပြီးပြန်ချောင်းပြန်ချောင်းတာဒါတို့လုပ်ပေါ့။အဲတို့ကအလွယ်တကူနေနေဆိုရင်တော့ပမာယူလို့ရတယ်ဆိုရင်ဒါ website တွေပေါ်မှာအလကားရှိတဲ့ data တွေပေါ့ data free source တွေရှိတယ်။အဲလိုအနေနဲ့ data တွေကိုယူတယ်။ယူပြီးလို့ရှိရင်တို့ကအဲမဟုတ်မမှန်တဲ့ data တွေကိုလည်းတို့ကအသစ်ပြန်ပြီး create လုပ်တာမျိုးလည်းရှိတယ်။တို့ကအဲ့လိုမျိုး ဖန်ပြီးပြီးတော့တကယ်ရှိတဲ့ data တွေနဲ့ပေါင်းတယ်ပေါင်းပြီးတော့ဒါသူကပြန်ရောင်းကြတယ်ပေါ့လေအဲ့လိုအနေနဲ့ဒါကိုရဲ့ data တွေကပါသွားတာမျိုးတွေရှိတတ်တာပြောငယ်ခုစဉ်းစားမိရတခုပါဒါကတော့ဒီ sign နေတယ်မှာမပါဘူးเนาะဒီနောက်ပိုင်းမှာငယ်တို့ကအခုတော်တော်ခက်စားနေတဲ့ဟာက AI တွေကိုငယ်တို့ပုံတွေထည့်ပြီးတော့ပြင်ခိုင်းတာမျိုးလေအဲဆိုတော့ဒါမျိုးကဟို ဆန်တော့ဖြစ်တယ်။အင်းအင်း။မပြောဘူးလေကောင်းလေကြည်ရတာပါညာဒါပေမဲ့အာတကယ်တမ်းကျတော့ကိုယ့်ရဲ့အချက်လက်တွေကိုကအလကားပေးနေမိတာပေါ့။အင်း။အဲ့လိုမျိုးကြီးကိစ္စရရနေတယ်။အဲဒေတာတွေရရပါနိုင်တယ်လေ။အင်း။အဲ့လိုပြောရင်ဒါကိုကိုယ်တိုင်မသိလိုက်ပဲဖြစ်သွားတဲ့ကိစ္စတွေလို့ပြောတာကကုနာတက်ပုံပေးလိုက်တယ်ဆိုတာတက်ပုံလားဟုတ်တယ်ပြောရရင် Facebook ပေါ်ပုံတင်လိုက်တာ ਨੇ တူတူသဘောတရားတော့တူတူပါပဲကိုကကျတော့ပို့ပြီးတော့အဲ AIC ကိုတန်းရောက်တန်းရောက်သွားတာလို့ပြောရရင်စုစရာစုစရာမျိုး ြောရင်တော့ဒါဟို Spotify ပေါ်မှာဒါ playlist လောက်တာတော့နောက် GitHub ပေါ်မှာကုတ်တင်တာအဲ့အဲ့ဟိုင်တဲ့သဘောတရားတော့တူတူပါကိုက3မထားမိဘူးကိုယ့်ရဲ့ရည်ရွယ်ချက်ကတော့တခြားတစ်မျိုးပေါ့ဒါပေမဲ့ဒီလိုကိုလုံလိုက်တဲ့အပြည့်မှုသူတည်နေကြအောင်ဒါကိုယ့်ရဲ့ data တွေကဒါအများကြီးပါသွား company တွေကလည်းအဲ့လိုမျိုးပါသွားတဲ့ data တွေကိုဒါကိုရိုးရဲ့အဲသဘောတူညီချက်မပါဘူးကိုရိုးလည်းဖိုကတရားမှပေးရမျိုးမရှိပဲနဲ့ဒါသူတို့ရဲ့ AI အတွက် train mode တော့ပေါ့လေ။အပိုကောင်းအောင် train mode တော့ဒါသူတို့တုံးကြတာပေါ့။ ကျတော့ဒီဒါကိုထုတ်ပြီးပြောမှာဆိုလို့ရှိရင်တော့ data တွေကိုရတဲ့နေရာတွေကငါတို့ခုနကပြောခဲ့တဲ့နေရာတွေကနေတစင်းရတယ်ပြီးတော့နောက်ငယ်တို့တတိမထမ်းမိရဲ့ဟာတချို့ရှိသေးတယ်နေရာလုံးနေရဲ့အပြုတ်မှုတတိလေးတွေပေါ့လေကိုက website တခုရဲ့ဝင်တယ်အဲ့မှာ AI ဟုတ်မဟုတ်စစ်ပါမယ်ဆိုပြီး captcha လောက်ခံလောက်ခိုင်းတယ် captcha ဖြည့်ရတဲ့ဟာမျိုးအဲ့မှာကိုကိုတော်ပါစစ်ခိုင်းတယ်ဆိုတော့ဒီမှာ mi point တွေကိုရွေးပါ တော့ကိုကအဲ့ဒါကိုအမှန်ချစ်ပြီးမှကိုကအထင်းဝင်လို့ရတယ်ဆိုတော့ကိုကလည်းလုပ်တာပေါ့ဒါပေမဲ့ဒီကိုပေးလိုက်တဲ့ meet point တွေကိုအမှန်ချစ်လိုက်တဲ့ data ကအာဒီမောင်းတူမဲ့စနစ်မောင်းတူမဲ့ကားတွေထုတ်တဲ့စနစ်မှာအသုံးပြုတဲ့ data set ရဲ့ data တစ်ကြောင်းလည်းဖြစ်သွားနိုင်တယ်ဆိုတော့ကိုကနာပြောသလိုပါပဲကိုရဲ့ခွင့်ပြုချက်ကိုရဲ့သဘောတူညီသဘောတူညီချက်မရှိဘူးကိုလည်းဖိုးခါတခုမှမပေးပဲနဲ့ကိုက model တွေကိုအလကား train နေနေပဲပြောမှာပေါ့ တော့ဒီကိုရီးယား data တွေပေါ့လေဒီ AI ကြီးရောက်သွားပြီဆိုရင်ဒါ AI တွေကိုရီးယား data တွေကိုဘယ်လိုမျိုးအသုံးချမလဲအသုံးချလို့ရတဲ့နေရာတွေကတော့အများကြီးပဲနေရောခုနကပြောခဲ့သလိုပဲ model train လို့ရမယ် data set ကနေ model train လို့ရမယ်ပြီးလို့ရှိရင်အာနောက်ဒီ command set တွေ command set ထုတ်လို့ရမယ်ပြီးရင် content တွေကို generate လုပ်လို့ရမယ်အာဥမာကိုကအာ email တက်ဆောင်ကိုစီဝင်လာတယ်ဝင်လာတော့ကိုက email ကိုဖတ်ပြီးအော်ဒါ spam mail ဆိုပြီးတော့ spam လို့မှတ်လိုက်တယ်ဒီလိုကိုမှတ်လိုက်တဲ့အကြောင်းအရာကိုသူတို့ကတင်ထားပြီးတော့ဘယ်လိုအကြောင်းအရာကြီးပါနေလို့ spam ဖြစ်သွားပါတယ်ဆိုပြီးတော့ဒီ spam filter ကိုပို့ပြီးကောင်းအောင်လုပ်လိုက်တာပေါ့လေအင်းပြောလို့ဆိုရင်ဒီ AI တွေက pattern တွေကိုလိုက်ရှာရတဲ့ပုံစံမျိုးပေါ့ဟုတ်တယ်ဟုတ်တယ်ဒီတချို့ကောင်တွေဆိုလို့ရှိရင်အဲတချို့ကတော့ဒီ pattern တွေကိုလိုက်ရှာတာပေါ့ဒီနောက်တချို့ကျတော့လေ သူကဖီအတက်ပုံနေမှာသူကစာရီစာရီကိုတက်ပုံနေမှာတော်ပြီးတော့ပေါင်းပေးလိုက်တာပေါ့ဥပမာနည်းဆိုလို့ရှိရင် CLIP တို့ကောင်းမျိုးဆိုလို့ရှိရင်သူကတက်ပုံပေးလိုက်လို့ရှိရင်အဲ့တက်ပုံတို့သူက caption ကိုအလိုမျိုးစဉ်းစားပေးရဆိုရယ်စဉ်းစားပေးရမျိုးပေါ့ဟုတ်ပါဘူး Now ဟို generative AI လည်းရှိသေးရယ်အာငါတို့သိပါရဲ့ဟိုက Copilot တို့ပြီးတော့ DALL-E တို့ဒီလိုကောင်းမျိုးတွေကြတော့ငါတို့ပေးထားရယ်ကုတ်တေးပြီးတော့နောက်ဓာတ်ပုံတွေဒီဟာတွေပေါ်မူတည်ပြီးတော့သူတို့ကအာ create လုပ်ထားတာပေါ့ပြီးတော့ Spotify လို့កောင်မျိုးရေးဆိုလို့ရှိရင် online ပေါ်မှာလူတွေကတချင်းနဲ့ပတ်သက်ပြီးတော့ဘာတွေပြောနေကြလဲဆိုတော့ကို live ဆူပြီးတော့ပိုကောင်းတဲ့ playlist တစ်ခုကို create လုပ်တာမျိုးဆိုတော့အဲ့လိုအသုံးပြုနေကြတာပေါ့အဲ့ဒီအချက်လက်တွေอืมအကျဉ်းနာတစ်ခုရှိရခါဒီ ပြန်ကားဒါကိုရရဲ့ channel တွေကိုသူကယူတော့နေမကောက်ဘူး။အမှတ်လည်းမှတ်ထားတဲ့တည်းရဲ့ကွာဒါဥမာနဲ့ပြောရင်ဒါကိုရရဲ့နာမည်တို့နောက်ဖုန်းနံပါတ်တို့လိပ်စာ email တို့ပေါ့လေ။အဲ့လိုကိုရရဲ့ channel တွေကိုမှတ်ထားရင်ပြည်လားဆွမ်းနာပြောရင်ဟိုကိုကိုရန်တွေလွှဲပြီးတော့အပြည့်လူတွေသိလို့မရရင်ကိုရရဲ့ဒီကျမရဲ့ခြေနေကျမရဲ့နဲ့ပတ်သက်တဲ့ channel တွေပေါ့လေ။အားအားလေးကိုပါသူကမှတ်ထားတယ်။အာအဲ့လိုမှတ်ထားတဲ့အတွက်ကြောင့်ဒါတစ်ချင်းချင်းမှပြန်ပြီးတော့အပြည့်မှာပေါက်ပေါက်ကြားသွားတာမျိုးတွေလည်းဒါဖြစ်နိုင်တယ်ဆိုတော့ဒါပြဿနာတစ်ခုလို့ပဲပြောအောင် တခုရှိတာ Nero ရဲ့ data တွေကအဲ့လိုသူ့ရဲ့ data set တွေကိုရောက်သွားပြီဆိုလို့ရှိရင်ပြန်ထုတ်ရအရန်ခတ်သွားပြီဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် Nero က Facebook မှာ post တခုတင်လိုက်ရကွာပြီးတော့ Nero ကအဲ့ဒီ post ကို ပြန်ဖြတ်လိုက်တယ်မျက်မျက်စိရှိမှာပြတ်သွားပြီကိုကငယ် friend ဆိုတော့ငယ် friend ကအဝင်ကြည့်လဲပြတ်သွားပြီအဲ့ဒီ post ကမရှိရောဒါပေမဲ့အဲ့ဒီ post က Facebook တဲ့ Facebook ရဲ့ database မှာတော့ရှိနေတယ်ဆိုတော့နောက်ပိုင်းမှာအလုံးလုံးတဲ့စနစ်ထဲမှာလည်းရှိနေမှာပဲ researcher တွေကြတော့ဒါမျိုးကို privacy onion လို့ပြောကြတယ် privacy onion ဆိုတာဘယ်လိုမျိုးလဲဆိုတော့တက်တုံတက်တုံကိုငယ်ကတလွာချင်းခွာတယ်လို့ပဲတော့မပြီးဘူးပေါ့လေအလွာရအများကြီးရှိနေရကိုက Facebook ပေါ်မှာ8 post ကိုဖြန့်လိုက်တယ်တလွာတလွာဒါပေမဲ့ Facebook ရဲ့ database မှာရှိနေဖြန့်လိုက်တယ်တလွာနောက်ကွယ်အလုပ်လုပ်တဲ့ AI model ဆက်မှာရှိနေမယ်တလွာတလွာအဲ့လိုအများကြီးပဲပေါ့လေဆိုတော့အာဒါကိုအနှစ်ထုတ်ပြောင်းမယ်ဆိုလို့ရှိရင်တော့ data တွေကိုသုံးနေကြရဲ့နေရာပိုင်းနေရာပေါင်းစုံမှာသုံးနေကြရဲ့ train mode အတွက်သူတို့ရဲ့အဲ AI တွေကို improve ဖြစ်ဖို့အတွက်သုံးနေကြရဲ့လို့ပဲပြောမှာပေါ့ဆိုတော့ AI ကဒီလူတွေဆီကနေဘယ်လို data တွေကိုယူလဲအဲ့ data တွေကိုဘယ်လိုမျိုးအဘယ်လိုနေရာမှာကုန်ချနေဆိုတာပြောပြီးဆိုတော့ဒါ AI နဲ့ပတ်သက်ပြီးတော့လူတွေမှာရှိနေတဲ့အနေအရေပေါ့ဒီ AI ကိုစပြောတာဆိုတော့အဲ့ဒီအနေအရေအကြောင်းပြောရမယ်ဆိုလို့ရှိရင်ပထမအဦးဆုံးကတော့ ဘယ်လိုပြောရမလဲဟောဖော်ထုတ်ဖော်ထုတ်နိုင်စွာတော့ပဲပြောရမလားဒီ AI ကဟာကိုယ့်ရဲ့ data တွေကိုသူ့ရဲ့ training set တွေမှာရှိရဲ့ data တွေကိုအသုံးချပြီးတော့ကိုယ့်ကိုဖော်ထုတ်နိုင်တယ်ကွာဥပမာသူကကိုယ့်ရဲ့ရင်မောင်းနိုင်စင်တယ်မဲ့တစ်ခုကိုရပြီဆိုတာနဲ့ကိုယ့်ဟာဘယ်သူပါပမာနေပါလဲဘာလို့လုပ်ပါလဲဆက်သွယ်ရင်လိမ့်စာတော့ဒါပါအာကိုယ့်ရဲ့ medical record တွေကဘယ်လိုရှိပါလဲပြီးတော့ကိုယ့်ရဲ့ဘာသာရေးခင်ယူချက်နိုင်ရေးခင်ယူချက်ဒါတွေအားလုံးကိုသူကဖော်ထုတ်နိုင်တယ် ေဘောအားလုံးကိုသူကဟောတခါလေးနဲ့ဖော်ထုတ်နိုင်နေဆိုတဲ့ပုံစံမျိုးပေါ့လေနောက်ပြီးတော့ဒီနောက်ပြဿနာတစ်ခုကဒါ bias လို့ပဲပြောအောင်ပါတော့ bias ဆိုတော့ဒါပတ်လိုက်တယ်လို့ပဲပြောအောင်ပါလေအဲဒီလို AI 2C ဆိုလို့ရှိရင်သူကလူပြူတွေထပ်စာလို့ရှိရင်လူငယ်တွေကပို့ပြီးတော့ အဲဒီပြမှုကျိုးနိုင်ခြင်းရှိပါတယ်ဆိုပြီးတော့ campaign မျိုးတွေအဆုံးပြတ်တာမျိုးတွေပေါ့လေအဲအဲမျိုးတွေလည်းရှိတယ်ပြီးတော့ဒီ face recognition လို့ခေါ်ရတဲ့ညနာ scan ဖတ်တဲ့နည်းပညာပေါ့အဲ့နည်းပညာမှာလည်းအဲ့ပြအဲ့လို align လုပ်ပြတ်ပြတ်တာရှိရကွာဒါဘာလဲဆိုရင်ပြောရရင်အဲအဲ့စနစ်တရားပေါ့လေဒီအသားမဲတဲ့လူတွေကိုသူက scan မဖတ်နိုင်တာမျိုးဘယ်သူပဲဝါဆိုရင် identify မလုပ်နိုင်တာမျိုးဒါလည်းပြောရရင်ဒါ bias ဖြစ်တယ်လို့ပဲပြောအောင်ပေါ့အဲ့ပြဿနာလည်းရှိနေပြန်တော့ နောက်ပြီးတော့ဟိုကြောင်းတောင်းနိုင်တဲ့ကိစ္စတခုအလည်းရှိရဲ။ဒါလည်းဆိုတော့ AI ကကိုယ့်ရဲ့မျက်နှာကိုကြည့်ပြီးတော့ကိုကဘလို့ရာဇဝတ်မှုကိုအကျွမ်းနိုင်ချေရှိပါရဲ့ဒီလားအဘလို့အပြုတ်မှုမျိုးကအဲ့ရာဇဝတ်မှုကိုအကျွမ်းနိုင်ချေရှိနေပါရဲ့အဲ့လိုမျိုးသူက change လုပ်နိုင်တယ်ကွာဆိုတော့ကိုယ့်ရဲ့ personality ကိုပါသူကဝေဖန်တာမျိုးကြီးလုပ်နိုင်တယ်ဒါကလည်းအနေနဲ့တစ်ခုပဲပြောမှာပါ ြောရမယ်ဆိုရင်ဒီ AI ကတော့များများကဒါ black box လို့ပဲပြောရမယ်။အဲသူကဆုံးဖြတ်ချက်တွေအဖြေတွေကိုတော့သူထုတ်ပေးနိုင်တယ်။ဒါပေမဲ့ဘာလို့ဒီလိုဆုံးဖြတ်ချက်ကိုချပေးရဲဘာလို့ဒီလိုအဖြေကိုထုတ်ပေးရဲဆိုတော့အကြောင်းအရင်းကိုဒါလူတွေကိုသိအောင်လုပ်ပေးဖို့ပေါ့လေ။ဒါဥပမာနဲ့ပြောရရင်မှအာချင်းဝင်လျှောက်တယ်ညင်လိုက်တယ်အလုံးလျှောက်တယ်ကိုယ့် CV form ရွေးမခံရအောင်ဒါရအားလုံးကဒါ AI ကညင်လိုက်တဲ့အာရလက်ပေါ့လေပြောရရင်။ဘာလို့ညင်လိုက်တယ်ဆိုတဲ့အာမျိုးကိုလူတွေက အဲတိအောင်မလုံးနိုင်ဘူးသူတို့လည်းအဖြည့်ပေးအောင်မော်လေပြန်ပြီးတော့မမေးနိုင်ဘူးမမေးတတ်ဘူးဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ဆုံးဖြတ်နိုင်စွမ်းကဒါတဖြည်းဖြည်းရောပါသွားပြီးတော့ဒါ AI ကိုပဲယုံလိုက်တာမျိုးတွေဖြစ်သွားတာမျိုးဖြစ်နိုင်တယ်မော်လေอืมဒီဟာကတော့ငါတို့ဟိုကိစ္စတူတူအောင်ချင်းစီနေဆိုင်နေကိစ္စဒီမှာဖြစ်တဲ့ဟာပေါ့ဒီထပ်ပေါ်ကြီးတဲ့အနေမျိုးကိုပြောရမယ်ဆိုလို့ရှိရင်ခုနကငါပြောခဲ့တဲ့ဒီကတ်တာ data ကို soft load တဲ့ကိစ္စမျိုးတွေနေ့တိုင်းလုပ်နေတဲ့အပြုမူတွေကုမ္ပဏီရဲ့ data တွေကိုယူနေတာမျိုးတွေဒါမျိုးတွေကဒီ privacy ကိုကာကွယ်ပေးရဲ့ဥပဒေဖြစ်တဲ့ GDPR လိုဥပဒေမျိုးကိုချိုးဖောက်နေတာဘယ်သူအဲချိုးဖောက်နေလဲဆိုတော့ data ဆိုးတဲ့လူတွေကုမ္ပဏီတွေဒါမျိုးတွေကချိုးဖောက်နေတာပေါ့လေအဲဆိုတော့ဒါမျိုးကချိုးဖောက်နေတယ်လို့ပြောပြမယ်လေဖြစ်နေတာပဲအပြင်မှာအများကြီးဖြစ်နေတာပဲ ဆိုတော့အခုကအာဒီ fairness and consent ဆိုတဲ့ဒီအာမျှတမှုရှိမရှိနဲ့နောက်လူရဲ့ data ကိုတုံးဖို့ပေါ့လေလူရဲ့စီရင်တဲ့သဘောတူညီချက်ယူရမယ်ဘူးဆိုတဲ့ကိစ္စပေါ့အဲဒီကြောင့်ပြောတာဆိုတော့ဒီမျှတမှုကိုပြောလိုက်ရင်ကြတော့မျှတမှုကဘလို့အဓိပ္ပာယ်တက်ရောက်လဲဆိုတော့ AI ကဟာဝေဖန်တာမျိုးမရှိတာပေါ့ဝေဖန်တာမျိုးဆိုတာအထက်ခွဲခြားဆက်ဆံမှုမရှိတာမျိုးမှာညှတာရဲ့လို့ပြောရမှာပေါ့အာဒီ ခွဲခြားဆက်ဆံတာမျိုးမရှိအောင်လုပ်ဖို့ဆိုတာလည်းပြောရတော့လွယ်ကွယ်ဟိုတကယ်လုပ်ဖို့ကြတော့အာခက်ခက်ခဲဘာလို့လဲဆိုတော့ဒီခွဲခြားဆက်ဆံတဲ့အပိုင်းမှာခွဲခြားဆက်ဆံမှုမရှိအောင်လုပ်မယ်ဆိုတဲ့အပိုင်းမှာလည်းနှစ်မျိုးသွားရှိပြန်တယ်။ဘာမျိုးလဲဆိုတော့အာဥမာလူတူတယောက်ချင်းစီကိုတန်းတူဆက်ဆံပါလားဒါမှမဟုတ်ရင်လူအစုအဖွဲ့ကြီးကြားကမညီမျှမှုတွေကိုဖြေရှင်းပါလားဒီလိုပြဿနာတွေရှိရဲ့ ဒီနှစ်ခုတောင်မှလူတချို့ကတခုကိုကြိုက်တယ်နောက်နောက်လူတွေကနောက်တခုကိုကြိုက်တယ်ဆိုတော့ဒါကပြောရလွယ်မယ်ခက်ခဲတဲ့အပိုင်းပဲပြောရမယ်ဟုတ်ကောတကယ်လို့ပုံမြင်တာမရှိမယ်ဆိုတော့ဆန္ဒနဲ့ပြောရင်ပြဿနာအတွက်တော့ဒါအထောက်အပံ့တခုဖြစ်တယ်လို့တော့ထင်တယ်ပေါ့လေအာဆန္ဒကိုပြောသလိုပေါ့ဒီ AI ကကိုရုပ်ကို assumption တွေချပေးတယ်အဖြေထုတ်ပေးတယ်ဒါပေမဲ့ ဘာကြောင့်ဒီလိုမျိုးအဖြေကိုရလက်ကိုထုတ်ပေးရဆိုတဲ့ဟာကိုလူတွေကပို့ပြီးတော့တိတိခွင့်ရမယ်ဆိုတော့ဒါလူတွေက AI ကိုပို့ပြီးတော့လေရုံလာနိုင်မယ်။အဲဒါမျိုးတချို့ဆက်အာဆက်တိုင်းမှာကျွန်တော်ပုံနေမိမှာမရှိဘူး။မရှိမရှိသေးဘူးလို့ပဲပြောအောင်ပါ။ဒါဥပမာနဲ့ဆိုရင်ဒီတရားတရားဥပဒေနဲ့ဆိုင်တဲ့ကိစ္စတွေဒီ crime နဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့လေ။အမ်ဝေးမှာဆိုတော့ဒါပုံနေမိမှာမရှိနေဘူးပေါ့။อืมဒါပေမဲ့တစ်ဖက်ပြန်စဉ်းစားမယ်ဆိုလို့ရှိရင်လည်းပွင့်နေမြေတာမှုရှိအောင်အများကြီးလှုပ်လိုက်တယ်ဆိုတာ ငယ်ရွေးရဲ့ data တွေကိုအများကြီးဖော်ထုတ်လိုက်တာ ਨੇ အတူတူပဲအဲ့တော့ကိုယ့်ရဲ့ privacy ကိုထိခိုက်လာနိုင်တယ်ဆိုတော့တစ်ချက်ကလည်းရှိသေးတယ်။ဆိုတော့ဒါဒီနောက်တစ်ခုကဒီ process နဲ့ပတ်သက်တဲ့ကိစ္စပေါ့လေ။အဲလူရောဘယ်သူမှကိုယ့်ရဲ့ data ကိုလေသဘောတွင်းပြီးတော့ဒါပြလိုက်တယ်ဆိုတာမျိုးတော့မရှိပါဘူး။ဒါ ရှိတဲ့နေရာဆိုလို့ရှိရင်ဘာဒါဥမာနေလဲဆိုကိုတို့ update သွင်းနေပါတယ်ဆိုလို့ရှိရင်သူက privacy policy ဆိုရင်စာရေးရှိရလေအဲ့ privacy policy စာရေးကိုဖတ်ပြီးတော့တက်ခတ်နိုင်နေဆိုမှအဲသူ့ရဲ့ app ကိုသွင်းဝင်ရှိရသွင်းဝင်ရှိရအောင်အဲ့မှာလေသူကဘလို့သုံးချမယ်ဘလို့ရာတွေကိုယူမယ်ဆိုရင်ဟာရပါထားပြီးသားလေဒါပေမဲ့ဒီ AI tool တွေ AI website တွေမှာကြာအဲ့လိုမျိုးတွေကိုဘယ်သူမှမပြောထားဘူးကွာရှိရင်လည်းရှိနိုင်မယ်အဲဆောင်းနာလိုမျိုးအဲလူတွေကိုကွာတခါတည်းတမ်းပြီးတော့ဖတ်နိုင်အောင်လုပ်ထားပြီးရမယ်မရှိဘူးအဲ့တော့ကြောင့် အဲ့ဘူးမှာတော့လေအဲ့ဒါလိုက်ရှာပြီးတော့မဖတ်ဖြစ်ကြအောင်လို့ပဲပြောရမှာပေါ့အဲ့လိုဆိုတော့အာဒူရီယန်သူတို့ရှည်လိုက်တဲ့စာရေးသူတို့တင်လိုက်တဲ့ပုံတွေပေါ့ဒီဒါအဲ့ဒီပုံတွေကိုဒီ AI ရဲ့ training AI ကို training ပေးဖို့အတွက်အာအသုံးပြုလိုက်တယ်လို့ဘူးမှာဟိုဘယ်လိုခေါ်မလဲမထင်ကြဘူးပေါ့ဟုတ်တယ်ငါတို့က online ပေါ်မှာ post တစ်ခုတင်လိုက်တယ်ဓာတ်ပုံတစ်ပုံတင်လိုက်တယ်စာတစ်စောင်ညီလိုက်တယ်ဒါမျိုးတွေကဟိုငါတို့က online ပေါ်မှာတင်လိုက်တယ်ဆိုတော့ တငယ်ချင်းမိတ်ဆွေတွေတွေ့ဖို့အပေါင်းအသင်းတွေတွေ့ဖို့ငရွေးရွေးချက်ကအလောက်ပဲရှိရ share ပေးရအာဘယ်သူမှတော့ငရွေးရဲ့ data ကြီးကို train မို့အတွက်သုံးပါဆိုပြီးရွေးချက်ရှိရှိပေးလိုက်တာမျိုးမဟုတ်တလို့လူတိုင်းလည်းဒါမျိုးသဘောတူခြင်းမှာတူမှာပေါ့လေဟုတ်ပါဘူးဒါကြောင့်မလို့ဒီ GDP အရမ်းမျိုးဥပဒေတွေကကျွန်တော်ငယ်ပြောရဲပြဿနာတွေပေါ့သူကဖြည့်ရှင်းမှုကြိုးစားနေတာဒါပေမဲ့တကယ်လက်တွေ့မှာတော့လူတွေရဲ့သူတို့ရဲ့ data တွေပေါ့လေသူတို့ကိုယ်တိုင်သဘောတူညီချက် အမရှိပဲနဲ့ပေးနေပေးနေမိတယ်ပေါ့ဒီလိုပဲပြောမှာဒါအဲကွန်မြူနတီရတဲ့ဒါသူရဲ့ data တွေကိုယူပြီးတော့သူရဲ့ AI တွေကိုပို့ကောင်းဒါ training ကြရတယ်လို့ပဲပြောမှာပေါ့ကျွန်တော်အလုံးအနှစ်ချုပ်ပဲပြန်ပြောမယ်ဆိုလို့ရှိရင် AI ကအခုပို့ပြီးတော့ powerful ဖြစ်လာတယ်ပို့ပြီးတော့အကောင်းလာတယ်ပေါ့ကျွန်တော်နောက်ကွယ်မှာသူအလုံးလုံးနေရဒါငယ်ရိုးရဲ့ငယ်ရိုးကိုယ်တိုင်မသိလိုက်ပဲနဲ့ငယ်ရိုးကိုလည်းထုတ်ပြန်တဲ့တတိယနေ့မပေးပဲနဲ့သူတို့ယူသုံးတာရဲ့အထက်လက်တီး ဒီပုံကိုရေးအချက်လက်တွေလူရဲ့ sensitive information တွေအကုန်ပါတဲ့ဟာတွေနဲ့ပဲသူကလဲပတ်နေရလို့ပြောရမှာပေါ့အဲ့လို့ဆိုတော့အာဒီကိုရိုတက်ပေါ့လေပြန်ပြီးတော့မိကုန်ထုတ်စရာတခုထပ်ဖြစ်လာတာဒီလိုမျိုး AI နဲ့အများကြီးကောင်းလာမှုအတွက်ပို့ပြီးတော့တိုးတက်လာမှုအတွက်ကိုရိုရဲ့အချက်လက်တွေဘယ်လောက်ထိပေးနေရမလဲကိုရိုရဲ့ privacy ရောပေးတင်ပြီးအဲဆက်ပြီးတော့ချိုးပေါက်ခံနေရမလဲဆိုတော့ဒါနောက်ထပ်မိကုန်တစ်ခုပေါ့ ဆိုတော့ဒီနေ့ကကြတော့ Helen တို့ AI နဲ့ပတ်သက်ပြီးတော့ပြောသွားကြတာဖြစ်ပါတယ်။ AI ကလူတွေရဲ့ဘလို့အချက်အလက်တွေကိုယူထားရယ်ဘလို့ယူနေရယ်ပြီးတော့ဘလို့အသုံးချနေရယ်ပြီးတော့ပြောဒီရဲ့ social တွေပြီးတော့ fairness and consent ဒီအကြောင်းတွေကိုပြောတာနှစ်ယောက်လာပြောသွားကြတာဖြစ်ပါတယ်။အဲ့တော့ဒီအနေနဲ့ပတ်သက်ပြီးတော့ Helen တို့ဖတ်ထားတဲ့ article ရဲ့ DIY လေးတွေကို comment ချလာပေးပါမယ်။စိတ်ဝင်စားတဲ့လူရှိလို့ရှိရင်ဖတ်ပြီးတော့ အာလေ့လာလို့ရပါတယ်။အဲဆိုဟန်လုံးတို့မှားနေရပြန်ရှိရင်လည်းအဲပြန်ပြီးတော့ထောက်ပြလို့ရပါတယ်။ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲ။နောက်ပတ်ကျရင်ဘယ်လိုကောင်းစင်နဲ့အဲပြန်လာမလဲဆိုတာစောင့်ကြည့်ပြီးသားပါအောင်နော်။အားလုံးတို့ပါ